အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ပွဲပြီးသုံးသပ်ချက်ကနေပြီးတော့ပြန်လဲပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးဒီနေ့ဖြစ်ပါစေဒီညကနေပြီးတော့စုမောင်းကောင်းတောင်းပေးလိုက်ပါတယ်ပေါ့နော် အဲ့ဒါကျွန်တော်တို့ဒီနေ့မှာဒါကျွန်တော်ချက်စီနဲ့ဒါလေဘဘူးရဲ့ပွဲစဉ်ကပြီးသွားပြီဒီဗီဒီယိုတော့ကျွန်တော်မနက်ကြမှာပဲစောစီတင်ပေးထားတာပေါ့နော်ဒါကျွန်တော်တို့ဒီနေ့ပွဲစဉ်မှာဒါချက်စီအစ်တစ်နဲ့လက်ရှိမှာဒါကျွန်တော်ချန်ပီယံလိဝင်ခွင့်၃မှတ်အတွက်လူလူနေတဲ့လူတယောက်ပုံစံအပြည့်အဝတည်တည်ချချာဆော့သွားခဲ့တယ်သူတို့နေတဲ့လက်ရှိမှာငါတို့ကချန်ပီယံလိဝင်ခွင့်ကိုဘာလို့ထိုက်တန်လဲဆိုတာကိုပြသသွားခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လေဘဘူးကရှော့ဆော့တယ်ဘာညာဆော့တယ်လေဘဘူးကဒီနေ့ပွဲစဉ်မှာပြောကြတဲ့ကိုရှိထားသူတို့အနေနဲ့ဒါအရန်တချို့လူတော်လူစင်းပြောင်းလဲတော့တော်တော် မြလုတ်ခဲ့တာကလွင်လီဗာပူးရဲ့နေ့ပွဲစဉ်မှာတည်တည်ကြကြဆော့ခဲ့တဲ့ပွဲတပွဲပဲဒါပေမဲ့ဒီနေ့ပွဲစဉ်မှာချက်စီတင်ကပိုကောင်းခဲ့တဲ့ပွဲတပွဲဖြစ်ခဲ့တယ်ချက်စီတင်ကဒီနေ့ပွဲစဉ်မှာပို့ပြီးတော့ဂိုးသွင်းတည်ကြခဲ့မယ်ဆိုဒီထက်တောင်ပို့ပြီးတော့ဂိုးပြတ်မဲ့ပွဲစဉ်တပွဲဖြစ်ခဲ့တယ်နီကိုလက်ဂျက်ဆန်ကပို့ပြီးအသုံးချခဲ့ရင်ကိုပါမဲ့ကိုပါမှာကန်ခဲ့တဲ့ ကဲအလုံးလေးသာတိုင်မထီပဲနဲ့ဂိုးဝင်သွားခဲ့မယ်ဆိုတဲ့အလုံးလေးသာရှက်ခဲ့မယ်ဆိုတော့ချက်စီးတဲ့နေဒီထက်တောင်ပူပြီးဂိုးပြတ်ခဲ့တယ်ပေါ့နော်အန်ဇိုမိုရက်စ်ကအသေးနေတယ်ဒီနေ့ပွဲစမှာသူတို့ကဘာလုပ်ပြနိုင်လဲဆိုတော့ပြသခဲ့တယ်ဒီနေ့ပွဲစမှာဒါဘောပိုဇီရှင်ဒါကျွန်တော်ဘောလုံးပွဲဒီပွဲပွဲကိုမကြည့်တဲ့လူအနေနဲ့ပိုဇီရှင်ပါညာတို့ကိုသွားကြည့်မယ်ဆိုတော့ဒါဒီလိုပဲအာပိုဇီရှင်ကတော့ဒါကျွန်တော်တို့လီဗာပူးကတာတာပဲဘာဖြစ်နေညာဖြစ်တယ်ဆိုတော့လီဗာပူးကလှုပ်ချင်ရတာပဲဆိုတဲ့ပုံစံအဲ့တော့ဒီနေ့ပွဲစမှာလီဗာပူးဘက်ကနေအာဂူမန့်တစ်ခုပြောလို့ရရင်ဗာပြောလို့ရရင်လီဗာပူးကလူမစုံဘူးဆိုတဲ့အာဂူမန့်ကိုပြောလို့ရရတယ် လီဗာပူးသင်းနဲ့ဒါကျွန်တော်လူလဲလူစုံလာအောင်တော်တော်လေးကိုခြေစွမ်းရပြန်လဲပြီးတက်လာခဲ့တာကျွန်တော်တို့ကွင်းလဲပိုင်းအပြောင်းလဲလုပ်တဲ့အချိန်မှာတော်တော်လေးကိုတည်တသာကောင်းလာခဲ့တယ်အဲ့တော့ဒီနေ့ပေါ်ဆုံးမှာလီဗာပူးကတော့ရှင်းနေဗျဒါတပွဲလုံးတိုင်းနိုင်ရတာကျွန်တော်လူတွေကိုကောင်းမွန်နာပေးခဲ့တယ်ကွင်းလဲပိုင်းကြီးတစ်ခုလုံးကိုပြောင်းလဲပစ်ခဲ့ပြီးနောက်တန်းမှာဆိုလဲဒါကျွန်တော်စီမီကက်နဲ့ခွန်စာတို့ကိုပွဲပေးခဲ့တယ်အဲ့တော့ဒါဒီနေ့ပေါ်ဆုံးမှာချက်စီဘက်ကပြန်ကြည့်မလို့ချက်စီကတော့ရှင်းတယ်ချန်ပီယံလိလူကျင်တဲ့ချန်ပီယံလိဝင်ဝင်လူကျင်တဲ့လူတွေရောက်နေတယ်ချန်ပီယံလိလူကျင်တဲ့ပုံစံအတိုင်းပွဲထွက်လာခဲ့တယ်ပြီးတော့ဒီနေ့ပေါ်ဆုံးမှာချက်စီတွင်းတို့ကလုံးဝအားရဖို့ကောင်းတဲ့ အချက်တစ်ခုကပါလဲဆိုတော့ ကိုပါမပဲကိုပါမကိုအရင်တုန်းက အတိုင်းပုံစံမျိုးလေးပြန်တွေ့ရတယ်ဒါကျွန်တော် AM နေရာတွေမှုတ်ပွဲနဲ့ window shop မှာပါသူ့အနေနဲ့သူတော်တော်လေးကိုကောင်းခဲ့တယ်ဒီတမောမှာကိုပါမရဲ့ counter transition တွေအပြောင်းလဲမှာတော်တော်လေးကိုသဘောကျအောင်ကောင်းတောင်မယ်နေကသူ့ရဲ့ဒါကျွန်တော်အတူလောက်ကတဆင့်တော်တော်လေးကိုရရှိခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်အဲ့တော့ကိုပါမကိုကိုပါမလို့ပြန်ပြီးတွေ့ခဲ့ရတဲ့ပွဲတစ်ပွဲဆိုရင်တော့မှားမယ်တော့မလို့ဒီဒီပုံစံမှာကိုပါမ penalty twin goal ကလွင်ကိုမသွင်းဘူးလို့တချို့အားဒါကျွန်တော် highlight ကြည့်ရလို့ပြင်မြင်လိမ့်မယ်ဒါပေမဲ့တပွဲတုံးတပွဲလုံးတိုက်တာကကိုပါမကဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လုံးဝကိုပဲ့က ိုင်ခြေတစ်ခုဖြစ်ခဲ့အဲ့တော့ဒီနေ့ပွဲစဉ်မှာလီဗာပူးအသင်းနဲ့ဒါကျွန်တော်တို့ချက်စီအသင်းတို့ရဲ့အဓိကကွာခြားချက်ကိုကျွန်တော်ပြောပါဆိုရင်တော့ကွင်းလယ်ပိုင်းပဲကွင်းလယ်ပိုင်းကွာခြားချက်ကအများကြီးစကားပြောတယ်အန်တိုအယ်လီယိုဂျုံဆူဆိုတာဒါတစ်ဖက်ရဲ့ဒါကြောင့်ကွင်းလယ်ဖြစ်တယ်ကျွန်တော်အန်ဆိုဖာနန်ဒက်စ်ကိုပါမာရူမီယိုလာဗီယာဆိုတဲ့ကွင်းလယ်ကိုဘလို့မှမရှင်နိုင်ခဲ့ဘူးတကယ်တမ်းကျွန်တော်တို့ဟိုဘက်က high quality ကွင်းလယ်ဖြစ်တဲ့ချိန်အမေမေးဖို့တော့ကျွန်တော်မက်ကလစ်စတာဆူဘူးစလိုက်ဂရဗန်ဘတ်ဆိုတဲ့ကွင်းလယ်ဆိုရင်တော့ဒီနေ့ပွဲစဉ်ကကွင်းလယ်ပိုင်းဘယ်တယ်ရတော်တော်လေးကို interesting ဖြစ်စရာကောင်းမယ့်ပွဲစဉ်တွေဖြစ်လာနိုင်တယ်ဒါပေမဲ့လက်ရှိမှာဒါကျွန်တော်တစ်ဖက်အသင်းရဲ့ကွင်းလ ယ်ကတော်တော်လေးကိုအားနေတဲ့ကွင်းလယ်ဖြစ်တဲ့အပြင်ကိုချက်စီးတင်ကလက်ရှိမှာတော်တော်ကြီးကိုသဘောချဖို့ကောင်းတဲ့ကွင်းလယ်တစ်ခုနဲ့ပွဲကွင်းလယ်ပိုင်းအရင်စကားပြောသွားတယ်ပြီးတော့ပို့ဆိုးသွားခဲ့တာဒီနေ့ပွဲစမှာကိုပါမာကိုကိုပါမာလို့ပြန်တွေးလိုက်တဲ့အချိန်မှာ DM မြန်မာလာပြီးရရှိတယ်အန်ဆိုဖာနက်နဲ့ဆီယံမှာဒါကျွန်တော်တို့ CM ရှိတယ်ဒါပါမာနေရာမှာဒါချက်အဲ့တော့အန်ဆိုဖာနက်ရဲ့ဒီနေ့ရာဒီကသူ့ရဲ့ဒါကျွန်တော်လုံးဝကိုတော့ လက်ပြန်ထွက်တရာတီလို့ပြောလို့ရတယ်။သွေးကိုတွေအပြင်ဖတ်တီးမှုတွေကိုလည်းနေရာတိုင်းမှာတွေ့ရတယ်။အော် Enzo Fernandez ကိုဒါကျွန်တော်တို့ဒါ Enzo လက်ရှိဒါနောက်ပိုင်းနီးပြရတယ်မှာဒါကျွန်တော်နီးပြတရားတရားလာပြီဆိုအမြင်နဲ့ထွန်းထွန်းပေါက်ပေါက်ဒါရှိတယ်ကစားသမားတယောက်ရှိတယ်။ဒီတစ်ခေါက်ကတော့ Enzo Fernandez ပဲ။ Enzo Fernandez ရဲ့ captain လက်ပတ်ကိုပတ်ထားပြီးနောက်ပိုင်းတကယ်ကိုကောင်းမွန်လာတဲ့အသင်းမှာဒါကျွန်တော်တို့ခြေစွမ်းကိုပြသခဲ့တယ်။အဲ့တော့ဒီနေ့ပေါ်စမှာဒါကျွန်တော်တို့လဘဘူးတင်းနေတာတကိုးပြန်သွင်းခဲ့ပြီးတော့နည်းနည်းလေးရင်ခေါအောင်ပြန်လုပ်ခဲ့မယ်ပွဲပီးကန်ဒီမှာတော့ကျွန်တော်ခွန်စာကအမှားအုပ်ပဲပေါ့ဆိုဘူးစလိုက်ပေးတဲ့အမှားကနေပြီးတော့ခွန်စာဒါကျွန်တော်တို့အဲ ကစားသမားနဲ့ညှိတယ်ပြီးတဲ့ပြီးတော့ပနတီပဲအဲ့တော့ဒီနေ့ပွဲစဉ်မှာလေဒါကျွန်တော်ပြောတာဟို weight rating တွေကိုမကြည့်နဲ့တကယ်တမ်းကျွန်တော်အရန်ကြိုက်ကစားသမား moist calcium လို့ပဲ calcium တို့ကလက်ရှိဒီနေ့ပွဲစဉ်မှာအင်မတန်မှကောင်းလို့နေလို့မြင်တယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ဒီပြအနေနဲ့ right back နေရာမှာ calcium တို့ကိုသုံးထား inverted ပေါ့ဗျာပြောလို့ဆို inverted full back ပုံစံမျိုးသုံးထားခဲ့တယ်ဒါကျွန်တော် hybrid ပုံစံမျိုးကွင်းလဲအထိလဲဝင်သင့်လဲဝင်နေတိုက်စစ်ကိုကူသင့်လဲကူတယ်နောက်တန်းမှာဖြစ်သင့်လဲဖြစ်တယ်ဘယ်လိုပဲပြောတာကျွန်တော် တသေးလုံးပါဗျာကိုက်စီတို့မရှိတဲ့နေရာဆိုတာမရှိဘူးတကယ်ကိုလမ်းပြန်တော့အဲ့တော့ကျွန်တော်လက်ရှိအမြင်ကပေါ့ချက်စီးသေးနဲ့ဒီနောက်ပိုင်းဝယ်ယူတဲ့လူတွေထဲမှာလေကိုပါမားနဲ့ကိုက်စီတို့ကအမှန်ကန်ဆုံးဝယ်ယူမှုတစ်ခုလို့ကျွန်တော်အနေနဲ့မြင်မိတယ်ပြီးဒီနေ့ပေါ်ဆုံးနောက်ထပ်တစ်ယောက်ကြည့်ဦးချင်တာမတ်ဂူရဲလာပါဂူရဲလာဒီနေ့ပေါ်ဆုံးမှာကျွန်တော်တောက်လျှောက်ခြေစွမ်းပြဖို့ကြိုးစားနေတဲ့ဆာလာကိုအကောင်ဆုံးဟန်သားသွားနိုင်ခဲ့တယ် body balance ကျွန်တော်ဒါကျွန်တော် overlap နောက်ကနေတောက်လျှောက်လုပ်ပြသွားနိုင်အဲ့တော့ဒါကျွန်တော်ဒီနေ့ပေါ်ဆုံးမှာ liverpool တသင်းလုံးမှာကြည့်မယ်ဆို virgil van dijk နဲ့ဒါ alisson back ကနှစ်ယောက်လောက်ကလွှဲဘာမှသိပြီးကြီးကြီးစရာမ ရှိဘူး။ဒါကျွန်တော်ချန်ပီယံဝင်လာလို့ဟုတ်ကောဟုတ်ရဲ့လာတော့မေးရမယ်မိကူ။ဒါပေမဲ့ခုနကပြောတဲ့လစ်ဗာပူးကပြန်ကြည့်မယ်ကိုဒီဗီရာတကယ်တမ်းပြန်စစချင်းမယ်ဆိုတော့လစ်ဗာပူးကကွင်းလယ်ပိုင်းဆိုဘူစလိုက်တို့ဒါကျွန်တော်တို့ဂရာဗန်ဘတ်တို့မက်ကလစ်စတာတို့ပါမယ်ဆိုတော့မျိုးတစ်ပုံအဲ့ဒီစကားကိုကျွန်တော်ဟုတ်တယ်။အဲ့ဒါကိုတော့ကျွန်တော်လက်ခံတယ်။ဘာလို့ဆိုအန်ဆိုဖာနန်ဒက်ဆိုတော့ အဲဆိုဖနန်ဒက်စ်ကျွန်တော်ဒါကိုပါမာလာဗီယာတို့ဒါကွင်းလင်နဲ့ပြန်ရွှေ့မယ်ဆိုလုံးဝဘာမှကိုလုလို့မရတဲ့ကွင်းလင်ဖြစ်သွားတယ်။အန်တိုတီယောက်ကတော့ကျွန်တော်ယုံဖို့ကြိုးစားခဲ့မယ်။အယ်လီယွန်နဲ့ဂျုံဆိုဒီနေ့ပုံစံမှာဒါကျွန်တော်ကွင်းလင်ပိုင်းလုံးဝတိုးလို့မရတဲ့ပြင်ကွင်းလင်ကနေ transition လုပ်မယ်ဆိုရင်ကိုင်စီတို့နဲ့တွေ့တယ်ပြက်တယ်ဒါကျွန်တော်တို့ကိုဝဲတို့ဒါကျွန်တော်တို့ရှာလုဘဒီနေ့ကောင်းတယ်ရှာလုဘဒီနေ့ဒီနေ့ပုံစံမှာဒါကျွန်တော်လုံးဝနောက်ဆုံးမိနစ်နောက်ဆုံး second အထိဒါကျွန်တော်တို့အကောင်းဆုံးလုပ်ပြသွားခဲ့ရတွေ့မယ်။အဲ့တော့ချက်စီးတဲ့နဲ့ပိတ်သက်တဲ့ဒီနေ့ပုံစံကအဖက်ဖက်ကကျင်တော့ပျော်စရာကောင်းတယ်။ကိုပါမာပြန်ရတယ်။နေကိုရဲ့ Jason တယောက်ကလွင့်ဒီနေ့ပုံစံမှာ everything is on track strike ပါတကယ်ကိုဒါအကုန်လုံးကလမ်းကြောင်းမှန်ပေါ်ရှိနေတယ်ဆိုဆက်လက်ပြီးပြသခဲ့တယ်ဒီပုံမှာဒါ Chelsea အသင်းသားလက်ရှိမှာလူဆုံမယ်ဆိုငါတို့ဒီလောက်ထိလုပ်ပြနိုင်တယ်ဆိုတာကိုဆက်လက်ပြီးပြသသွားခဲ့တယ်ပြအဲ့တော့ Anzo Mores ကနေအခုလက်ရှိမှာဒါကျွန်တော်တို့အဲပေါ်ပြောမယ်ဆိုကျွန်တဲ့အသင်းကြီးနဲ့တော့ support ထဲမှာ support ဆိုကောင်းတကောင်းတယ်အသင်းကြီးနဲ့တွေ့ရတဲ့နေရာမှာဒါအခုလက်ရှိမှာနိုင်ပွဲပြန်ရသွားတယ်ကျွန်တော်တော်လေးကိုကြည့်လို့အဲ့တော့ဒီလောက်ကြီးရလဲဆိုလက်ရှိမှာဒါကျွန်တော်မမှန်ရေးက လီဗာပူးအသင်းကဒါကျွန်တော်တို့ပြိတက်တွေပေါ့နော်လီဗာပူးအဝေးဝင်ပြိတက်တွေနေနေဒါကျွန်တော်တို့ကိုပါမလဲပနတီသွင်းပေးရအောင်လီဗာပူးပြိတက်တွေထားပြီးအောင်ပေါ့ကျွန်တော်ကြောက်နေဟိုဘက်ကအနီတွေအောင်မွက်ကဟိုးဟိုးပြီးတော့ပြီးတော့ဒါကျွန်တော်တို့ဒါ Twitter မှာတက်လာလီဗာပူးပြိတက်တွေနေဒါကျွန်တော်တို့အဲ Chelsea အသင်းဒါကျွန်တော်ဂိုးသွင်းသွားတာအကြီးကြီးအောင်ပေါ့အဲ့တော့လီဗာပူးကောင်တွေအခုကျွန်တော်ဘာဘာပဲဖြစ်ပြောနေပြီလေအဲ့တော့ Premier League အချိန်20ရထားတာဘာပဲဖြစ်ဖြစ်တို့အနေနဲ့ပြောနေပြီတို့ကအခုလက်ရှိမှာဟာ Chelsea ကောင်တွေဘာတို့ကောင်းတော့မှရှိတော့အခုချိန်အဲ့ ွေးနေရကောင်တွေဆိုပူဆိုးတယ်အခုချိန်ဆိုပူတော့မူးနေတော့ပြီတို့အနေနဲ့ဒါကျွန်တော်လန်ဒန်ကိုလာပြီးဒါခုနကပြောသူပဲအိမ်ကလူတွေပြစ်ပြီးဘောအရက်တောက်ချင်လို့သာသာဖြစ်တယ်တို့အနေနဲ့ဘောဘွဲကြည့်ချင်လို့လာတဲ့ဆိုင်အဲ့လိုပဲအဲ့တော့ပြောချင်တာကိုးပါမကိုးသွားချင်မအကြီးကြီးအောင်ပွဲခဏအောင်ကြည့်ရင်သိတယ်ဒါပေမဲ့လက်ရှိမှာလစ်ဗာပူးကြောင်းပြောလစ်ဗာပူးကြောင်းပြောမယ်လက်ရှိမှာကျွန်တော်ပြောပြောနေတဲ့စကားလုံးကအခုလက်ရှိလစ်ဗာပူးမှာအသက်ဝင်လာတယ်အဲ့ဒါကပြောဆိုလစ်ဗာပူးအသင်းနေနဲ့အရန်လူစင်းကဘလူးမှလုံမလောက်ဘူးဆိုတဲ့စကားလုံးတစ်ခုပဲကျွန်တော်ဂျယ်ရက်ခွန်ဆာဆိုတဲ့လက်ရှိလစ်ဗာပူးအသင်းနေနဲ့ရှိတဲ့ရှိထားတဲ့စင်တာဘတ်တယောက်မဟုတ်ဘူးကွင်းလယ်ပိုင်းမှာလက်ရှိမှာအန်ဒိုရောအပါဝင်အဲလီယော့ဂျိုး ုန်းဆိုဆိုတာလက်ရှိအာနီစလော့လီဗာပူးရဲ့လက်ရှိချန်ပီယံခြေစွမ်းရှိတဲ့ခြေစွမ်းလူတွေမဟုတ်အဲ့တော့အဖေကရှယ်ရှယ်လေး ။ဘာကြောင့်မလို့အခုချိန်မှာအာလီစလော့ကခွန်စာကိုသဘောမကျတယ်ဒီလိုမျိုးပွဲစဉ်တွေမှာလုံးဝတည်။အဲ့ဒါခုနကပြောဆိုကအုံကိုကသူပြစ်တော့မဟုတ်ပါဘူး။ဒါခုနကပြောဆိုအုံကိုကတော့ကျွန်တော်ပန်တီရောသူပြစ်တော့မဟုတ်ပါဘူး။ဒီနေရာမှာကူနာတေးဆိုရင်တမျိုးတဖုံပြောင်းလဲသွားနိုင်မလားကျွန်တော်မေးရမယ်တော့။ဘာလို့ခွန်စာကိုရန်လဲကံမကောင်းမဟုတ်သူနေတာကျွန်တော်ရှာရှာပပဒီနှစ်မှာပွဲထွက်ခွင့်ရတဲ့ပွဲစဉ်မှာမှအုံကိုတကူပေးလိုက်ရတယ်ပန်တီတလုံးမှာပေးလိုက်ရသေးတယ်ပေါ့နော်။အဲ့တော်တော်လေးကိုချီနေတော့စိုးသွားခဲ့။အဲ့တော့ဒါပေမဲ့ဘလို့ပြောလက်ရှိမှာ လီဗာပူးအာလီစလိုရဲ့အသစ်ကလာမယ့်နူရီယာဒီမှာဒါကျွန်တော်အာစနယ်တို့ဒါကျွန်တော်တို့မန်ချက်စတာစီးတီးတို့ဒါကျွန်တော်တခြားသောအသစ်အနေနဲ့အတူဒါပရီးမီးယားလိတိုက်တယ်ကိုရှင်တဲ့အပြင်ကိုဒါခုနကပြောသေးဖလားတစ်လုံးထပ်ပို့ပြီးလုပ်ချင်တယ်ဆိုတော့ဒီအရန်လူစင်းတဲ့ပူကောင်းတဲ့အရန်လူစင်းကိုလီဗာပူးသင်းအများကြီးလိုလိမ့်မယ်အဲ့ဒါက100%ကျွန်တော်ခင်ဗျားတို့ရေးရည်ကြီးပြောရတယ်ဘာလို့လီဗာပူးသင်းနဲ့လက်ရှိခံလက်ရှိအရန်လူစင်းကဘလို့မှလုံးမဖြစ်ဘူးကျွန်တော်အနေနဲ့အဲလီယော့တို့ဂျုံဆုဆိုတာလီဗာပူး level မှာရှိနေလို့မခစားဘူးခွန်စာကူလည်းလီဗာပူး level မှာရှိနေတယ်လို့မခံစားအဲ့တော့ဒီနေ့ပေါ်မှာတသိန်းလုံးအားဖြစ်ဆိုရင်တော့အရန်မှာဘူးမှ မကောင်းမှတ်နေဒါပေမဲ့လီဗာပူးရဲ့အရန်အင်အားကဘလို့မှအဆင်ပြေနေတဲ့အနေအထားမှာမရှိဘူးအဲ့ဒါကကျွန်တော်ရဲ့လက်တွေ့ဒါကျွန်တော်ပြောအဲ့တော့ ကူနာတေးကိုလည်းရှိမှာဒါကူနာတေးဗန်တာရဲ့ပြင်ဒါရေရှည်ကဒိုင်ယာဟက်သွားခဲ့မယ်ဆိုရင်ဘ누구ကိုစားထုံးလဲဆိုတော့မိကုနေမေးရမယ်ဒီနေ့ဘုံကဗန်တက်ကခုနကကိုရန်လက်ဂိုးသွင်းသွားခဲ့လို့ဒါထိန်းတော့ထိန်းချောင်းသွားခဲ့တာဒါမနိုင်ခဲ့တဲ့နေရာမှာဘာတော့လက်ရှိမှာလီဗာပူးသွင်းတော့ဒီကနေ့ပေါ်ဆောင်မှာဒါပြောရမယ်ဆိုတော့အရန်အင်အားအများကြီးလူသေးတယ်အများကြီးအများကြီးအလွတ်လွတ်အောင်မလို့ပြောတယ်လာမယ့်နေရာဒီမှာချန်ပီယံလူးစုကိုဆက်ထိန်းခြင်းနဲ့ဆိုတော့ဒီထက်ပိုကောင်းတဲ့စကွက်ရှိမှာရမယ်ချက်စီးသွင်းတော့ဒီနေ့ပေါ်ဆောင်မှာဒီ၃မှတ်ကိုငါတို့ကဘာလို့ထိုက်တန်ချောင်းပြသသွားခဲ့ပြီးငါတို့ကဒီနေ့ပေါ်ဆောင်မှာဒီ၃မှတ်ကိုတေးတေးချာချာယူသွားခဲ့တာပေါ်ဆောင်ကောင်ယူသွားခဲ့တာမဟုတ်ဘူး ကောင်းကောင်းမပြသခဲ့တဲ့ ပွဲစဉ်တစ်ပွဲဆိုရင်တော့မှားမယ်တော့မလို့အဲ့တော့ဒါကျွန်တော်ချက်စီးတဲ့လက်ရှိဒီနေ့ရဲ့နိုင်ပွဲကြောင့်မလို့ဒါကျွန်တော်ပွဲချက်ကာလမှာတော့၃မှတ်ကိုရယူနိုင်သွားဖြစ်တယ်ဒါပေမဲ့ပမာဒါကျွန်တော်တို့အဆင့်၄နဲ့အဆင့်၅အသင်း၂သင်းတွေ့တယ်ကြောင့်ကျွန်တော်တို့ဒါချက်စီးနဲ့ညူကာဆယ်နဲ့ညူကာဆယ်နဲ့ချက်စီးတို့တွေ့ကြမှာဗျာတော့ပါပဲဘောလုံးပွဲတစ်ခုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 points နဲ့ TV4U တို့မှာကျေးလူဆံပေါအောင်ကူညီလို့ရပါတယ်မြန်မာပြည်ကလစ်ဖူမမိကြပါနဲ့အောက်က comment တွေထဲမှာလေး Youth Sport Media 3 points နဲ့ TV4U တို့ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းဖြင့်ကျွန်တော်များစွာကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာ့လက်ကလစ်ဖို့မမေ့ကြပါနဲ့။မြန်မြန်ကလစ်မှမြန်မြန်နိုင်ဖြစ်ပါတယ်။အားလုံးပဲကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစေ။စုံမုံအောင်တောင်းပေးနေပဲကျွန်တော်တို့ဒီနောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးမကြိုတူပါနဲ့။ကောင်းမွန်သောနေ့နေ့ဖြစ်ပါစေ။စုံမုံအောင်တောင်းပေးနေပဲ။ဒေးပါဗျာအားလုံးမကြိုတူပါနဲ့။